အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ matches အောင်တဲ့တဲ့အသင်းနေပေါ့ဗျာလာမယ့်25ရက်အင်ကန်နေပေါ့ဗျာနှစ်နိုင်ခွေးမှဆိုရင် ကိုကြီးအုတ်ထွက်ပေါ်မှာပညာလေးပွေးစဉ်စနစ်ကိုအင်ဗရန်ကိုကျွန်တော်တို့လက်ခံကစားဖို့ချိန်နေပါတယ်ဆိုတော့အဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့တဖက်အသင်းအချင်းနဲ့ကိုမန်ချက်စတာနဲ့တသိအချင်းနဲ့ယူနိုက်တက်အသင်းအမွန်ကအင်ဗရန်ရဲ့ပွေးစဉ်မှာဘသူတွေကိုကျွန်တော်လက်အဲ့လူစေးမှာထစ်သွင်းအသွင်ပြပြီးတော့ကစားလာဖို့ချိန်မလဲဆိုတာနှစ်ဖက်အသင်းကြားကျွန်တော်တို့ဒီအချင်းတွေကိုကျွန်တော်ဆွေးနွေးတော့ပါမယ်ပြီးလို့ချင်းကျွန်တော်အနေနဲ့ကဒီတတိယရှင်းလင်းပွဲပေါ်ပြဒီကနေ့အမွန်ပြုလုပ်ခဲ့တဲ့ဒီထက်မှဆိုရင်ကစားသမားတွေရဲ့အင်ဂျူရီပြဿနာဘယ်လိုမျိုးစကောတော့ဘယ်လောက်ထိ ရအနာဝရှိမလဲဆိုတာ ਨੇ ပြသပြီးတော့ပြောထားခဲ့တဲ့အတွက်တရင်သာရှင်လင်းဘွေကတဲ့ပြဿနာကြောင်းရဲ့ဘီလိုချီကျွန်တော်တို့ပွင့်ကြုံသူတွေချုပ်ပါတပါးတွေဆွေးနွေးတော့ပါပြီစာသမားတွေဗီဒီယိုကနေနေတော့ခြေပါမယ်တိတ်ခိုင်ပြီးတော့ကြည့်ပေးကြပါဆိုတော့အားလုံးမင်္ဂလာပါစာသမားတွေမင်္ဂလာပါပထမဆုံးပါဗျာကျွန်တော်တို့တရင်သာရှင်လင်းဘွေကအချင်းတွေကိုကြည့်ရလို့ချင်းအမွေကအေးတရားအချင်းတွေနဲ့ပတ်သက်ပြီးတော့ပါဗျာဘက်ဂျမိုဆစ်စကိုရဲ့အင်ဂျူပြဿနာကအခုဆိုရင်ပြန်ကောင်းလာပြီဖြစ်တယ်ဒါပေမဲ့လို့ရက်တက်တဲ့ဘက် အခင်းဒီနားအခုရှိနေတယ် ရက်ကိုတော့ကျွန်တော်တိတိကျကျဒီပြောလို့မရသေးဘူးမသိရှိရသေးဘူးကစားသမားဖြစ်သူရဲ့တန်ရာကတိတ်ပြီးတော့ပြင်းထန်မှုမရှိဘူးလက်ရှိမှာသူရဲ့တန်ရာကပေါ့ဗျာတက်တာမှုတွေရှိလာပြီဖြစ်တဲ့အလွန်ကြိုင်ပေါ့ဗျာအာမေတို့ကျွန်တော်တို့အာဖရိကဖလားပြန်ွေးကစားပြီးရှင်မှာကိုတိကြနိုင်နေပေါ့အဲသူတို့ပြန်လာပြီဆိုတော့လည်းဘေဂျမိုဆဆိုကကကစားနိုင်နေပြီပေါ့နောက်ခဲ့လူမကန်ရနဲ့ပြသက်ပြီးတော့လဲအမ်ဝဲကကစားသမားဖြစ်သူပေါ့ဗျာလာမင်းအေဗရန်နဲ့ပွေးစဉ်ကိုထမ်းမှတ်ပြီးတော့လွေးချော်ဖို့ရှိနေတယ်လို့ ကွင်းလင်လူကစားသမားဖြစ်တဲ့ကိုဗီမိုင်းတို့ကလည်းပဲအတင်းနဲ့လေ့ကျင့်ခန်းစင်းမှုတွေမှာကျွန်တော်တို့ပါဝင်မှုမရှိခဲ့ဘူး။ဒါကြောင့်နောက်နေ့မှဆိုရင်ပေါ့ဗျာ training တွေပါတယ်အာကိုဗီမိုင်းတို့အနေနဲ့ဆေးလံနိုင်မှုရှိတယ်ဆိုပြီးတော့ကစားသမားဖြစ်သူ၃ယောက်ရင် injury ပြဿနာရှိနေတကူကျွန်တော်တို့ပြောထားမှုရှိခဲ့ပါတယ်။ဆိုတော့ဘယ်ဂျင်မိုဆက်စုကကဒီတိုင်းဆိုရင်ပေါ့ဗျာဒလာနီနီတောင်နာရဖို့ဒီလိုမတက်မှတ်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အာမေရိကဖလားပြိုင်ပွဲက ကျွန်တော်ဒီဒီဇင်ဘာပြီလို့ချင်းနောက်လတဆင်ကျော်လောက်ကစားဖို့ရှိနေတယ်ဒါကြောင့်သူရဲ့တရားရှင်တွေကအခုခရီးကနေတက်တော်မှု အမေရိကန်လုံးဝကောင်းနေပြီဆိုရင်တော့တမျိုးပေါ့ဗျာအဲ့လိုမဟုတ်ပဲရက်အကြကြီးဖြစ်တော့မယ်ဆိုရင်ကျွန်တော်တို့အတင်းအတွက်ကိုမလေးကူပါဘူးထဲမှာပြီးတော့ကျွန်တော်ကွင်းလင်မှာကူပြီးမိုင်းတော့နောက်ခဲ့လို့မကွမ်းရတော့ဆိုရင်လည်းပဲလာမယ့်ဧပြီနဲ့ပွဲစဉ်ကိုပါဝင်မှာမဟုတ်ဘူးဒီထဲမှာဆိုရင်ပေါ့ဗျာကူပြီးမိုင်းတို့ရဲ့အချင်းတွေကဒီကနေ့ training မှာကျွန်တော်မပါဝင်ခဲ့ဘူးဆိုတော့လာမယ့် နောက်တနေ့ဆင်းမဲ့ training မှာပါမယ်ဆိုရင်ကစားသမားဖြစ်သူကအသင်းလူစင်းမှာကျွန်တော်မြားဖို့ရှိတယ်ဒါကတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာဆိုတော့လက်ရှိကစားသမားသူရောဖြစ်တဲ့ဘဂျမိုဆက်စကိုအဲဒီမကွမ်းရပြီလို့ရှိရင်ကိုဗီမိုင်းတို့အဘဂျမိုဆက်စကိုအနေနဲ့ဒီဇင်ဘာလောက်အထိအနာပေးရဖို့ကျွန်တော်တို့ရှိနေတယ်ရပောင်း20ကျော်30နာဒီမကွမ်းရကတော့ဒီနေ့ပွဲစဉ်ကိုလွှဲမယ်နောက်ပွဲစဉ်မှာပါဝင်လာဖို့ရှိနေတာပေါ့ပြီလို့ရှိရင်ကျွန်တော်ကိုဗီမိုင်းတို့လွှဲမယ်ဆိုတော့ဒီကစားသမား၃ရောင်းအပြင်ကျွန်တော် နောက်ခံကစားသမားကျွန်တော်အရေးကြီးလာပါတယ်ဆိုတဲ့လီဆန်ဒိုမာတီနက်လီဆန်ဒိုမာတီနက်ကသူ့နိုင်ငံအသင်းနဲ့လေ့ကျင့်ခန်းစီမှုတွေရှိတယ်ပြီးလို့ချင်းကိုယ်အသင်းနဲ့လည်းလေ့ကျင့်ခန်း training မှာအပြည့်အဝရှင်းနေတယ်သူရဲ့တရားအင်ဂျီပြဿနာကကြက်ခိုင်မှုအပိုင်းအမေရိကန်ကောင်းမွန်နေပြီဖြစ်တဲ့အတွက်ပြောလို့တော့မရဘူးဒီနေ့ပွဲစီမှာပါဝင်လာဖို့ရှိကောင်းရှိနိုင်တယ်ဆိုတော့ဘလို့ပြောပြပြပြကျွန်တော်အသင်းရဲ့အဓိကအားထားတဲ့ကစားသမားတွေပါဝင်လာဖို့ကျွန်တော်နေပါမှုတွေရှိနိုင်တယ် ပကြမိုးစစကိုဆိုရင်လည်းကျွန်တော်တိုက်စစ်ဘက်မှာအရေးကြီးလာပါတယ်အခန်းငယ်တိုင်းကကျွန်တော်ခေါ်ခဲ့တာမကွမ်းရတရားဒီမှာတို့ကောင်းမယ်လေပလီယာဖြစ်တယ်ပြီးခဲ့တဲ့ရာသီမှာလည်းတကယ်ကိုအဆင်ပြေတယ်ကိုယူမိုင်နိုးဆိုရင်လည်းပြောစရာမလိုပါဘူးဆိုတော့ဒီကစားသမား၃ယောက်ပြင်နောက်ထပ်ကျွန်တော်တို့အာဖရိကဖလားပြိုင်ပွဲမှာလွတ်လပ်သွားဖို့ကစားသမားတွေထင်ပါဆိုရင်အာမက်ဒီယာလိုမဇာရာဝေးပြီးလို့ချင်းဘရိုင်အမ်ဘူမိုဒီပလေယာ၃ယောက်ကမန်ချက်စတာအောင်တဲ့အတင်းရဲ့အကြီးကအရေးကြီးလာပါတယ်ဆိုတော့ကစားသမားတွေဖြစ်တယ် တော်တော်လေးပဲသူတို့နိုင်ငံအသင်းနဲ့ကစားပေးဖို့အချိန်တွေတခုကြောင်းကျွန်တော်တို့ကတော့နားလေပေးရမှာပေါ့ဆိုတော့ဒါကပေါ့ဗျာတတိယရှင်လေးပွဲမှာကျွန်တော်ဒီကနေ့ပြုလုပ်ခဲ့တဲ့အမ်ရယ်ရဲ့ကစားသမား၃ယောက်နဲ့ပတ်သက်ပြီးတော့တရားအချိန်နဲ့ဘယ်လောက်တိုင်းတာနေနားမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သူပြောခဲ့တဲ့အနေအထားတွေပေါ့ဆိုတော့ကိုရီးယားအသင်းအတွက်အဓိကအားထားပါဆိုဆိုတဲ့ကစားသမား၃ယောက်ကတော့ပါဝင်လာဖို့ရှိမှာမဟုတ်ပေါ့ဗျာ ်ညီကတို့ကျွန်တော်တခုပြောနေတာကဒီပီကောတို့တခြားအချွေပြဖြစ်ဖြစ်အလွန်ကြမတောက်သူနဲ့ပေါ့ကျွန်တော်ဆိုစေကတကားပဲတောက်တယ်ရွှေက gas ပါဝင်မှုအများကြီးဖြစ်တဲ့အတွက်ဒါကရေရှည်တောက်ရင်မတည်တော့ဘူးနည်းနည်းလေးပဲတောက်တစ်ခါတည်းလေးပေါ့ဆိုတော့ကျွန်တော်တို့ matches အောင်တဲ့အတင်းနဲ့ evidence တို့25ရက်နေ့အင်္ဂါနေ့နှစ်နာရီခွင့်မှာကစားမယ် ပွေးကြုံတုံတဲ့ချက်ကိုထည့်မှတ်ပြီးတော့ကျွန်တော်ဆွေးနွေးသွားရအောင်။ဒီနေရာမှာဆိုရင်ပေါ့ဗျာကိုအတင်ကပီကရင်၅ပွေးစလုံးမှာတော့၃ပွေးနိုင်ပြီးတော့၂ပွေးတည်ကြရတဲ့အချင်းနေကောင်းတစ်ခုကိုကျွန်တော်ဖန်တီးနိုင်တယ်လို့ပြောရမယ်။တိုးတော်ညာပဲကျွန်တော်ရဲ့နောက်ခံဘက်ကကိုပေးရမှုတွေအများဆုံးချိနေပါတယ်။ ဆိုတော့ဒီနေ့သင်ကြားမှာဘလို့အခြေအနေရှိမလို့ဆိုတာကျွန်တော်ကြည့်ပါမယ်ပထမဆုံးကျွန်တော် evidence လက်ရှိအခြေအနေကိုကြားလို့ချင်းသူတို့က premier league ပွဲစဉ်ဆယ်ပွဲကစားပြီးသားပါတယ်၄ပွဲနိုင်၃ပွဲတည်၄ပွဲရုံပြီးတော့ရမဲ့၅မဲ့နဲ့အဆင်း၃မှာသူတို့ရက်တင်နေပါတယ် manchester အနေနဲ့အတင်းနဲ့ဆိုရင်ပေါ့ဗျာ၃မဲ့လောက်ပဲကော်တယ်ကိုယ်အနေနဲ့အတင်းကအဆင်း9ပေါ့ဗျာဆိုတော့ဒီနှစ်သင်ထိတ်တိုက်တွင်းမူကျွန်တော်၄ပွဲကိုကြားလို့ချင်းကိုတင်ကပေါ့ဗျာနှစ်ပွဲနိုင်နှစ်ပွဲတည်ကြားပြီးတော့အင်ကွေးမှာကျွန်တော်2စင်းနဲ့နိုင်တယ် ဖိုးစီနဲ့ထပ်နိုင်ပြီးတော့အဝေးခွင့်ကျွန်တော်တို့တူတူနဲ့တင်ကြတယ်ထပ်ပြီးတော့ကိုရီအိုထရက်ပေါ်မှာတင်ကြတယ်ဒီရလက်တစ်ခုကကိုရီအသင်းအတွက်ကျင်းနေစရာတစ်ခုလို့ကျွန်တော်ပြောရမယ်လက်ရှိအစ်ပဒရဲ့ဒီရတီဖြစ်ဖြစ်ပြီးကလေးရတီမှာလည်းပဲတိုင်ပေတဲ့အနေထားကျွန်တော်ရှိပါတယ်သူတို့တင်ကလက်ချီဒီယာတီပရီးမီးယားလင်းဆက်တဲ့ပွဲမှာဆိုရင်အိမ်ကွင်း6ပွဲကစားရပါတယ်3ပွဲနိုင်2ပွဲတင်2ပွဲရှုံးလိုက်ပြီးတော့တိုက်စစ်ကသူတို့က9ကိုရရပါတယ်ခန်စစ်က9ကိုနဲ့အိမ်ကွင်းမှာသူတို့က7မှတ်ရရပါတယ် အဝေးကွင်းငါးခွင်းမှာဆိုရင်လည်းသူတို့တပွေးနိုင်တယ်တပွေးတည်ကြပြီးတော့သုံးပွေးတိသူတို့ရှုံတာပြီးတော့တိုက်စစ်က၅ခုပေးရတယ်ခဲစစ်က၈ခုပေးထားရတယ်ပြီးလို့ချင်းအဝေးကွင်းရမက၄မဲပေါ့ဗျာဆိုတော့အိမ်ကွင်းနဲ့အဝေးကွင်းမှာသူတို့ပုံစံကြရလို့ချင်းအိမ်ကွင်းကဆက်ဆောင်ရင်ကောင်းတဲ့ထဲမှာပါတယ်သူတို့ကပေါ့ဗျာစူးစူးပေါင်းတိုက်စစ်ပိုင်းကကြရလို့ချင်း၁၂ခုရပြီးတော့ခဲစစ်က73ကိုပေးထားရတယ်ခဲစစ်နဲ့တိုက်စစ်ကြမှာသူတို့ကတကိုးကွာတာပေါ့ယူနိုက်တက်အသင်းကလည်းအဲ့လိုပါပဲဆိုတော့ နောက်ဆုံး၅ပွဲကိုကြာလို့ချင်းအင်ဗရန်နဲ့2ပွဲနိုင်ပြီးတော့ကျွန်တော်တပွဲသေးကြတဲ့2ပွဲရှုံးတာတဲ့ International ပြိမတိုင်ကြပါဗျာနောက်ဆုံးကစားခဲ့တဲ့ဖွယ်နဲ့ပွဲစဉ်မှာဆိုရင်သူတို့2ဇီးနဲ့နိုင်ခဲ့တယ်ဆိုတော့အင်ဗရန်အသင်းကတော့ဗျာအခု Manchester United နဲ့တဲ့အသင်းကိုအဝေးဝင်းကစားမှာဖြစ်တဲ့အတွက်သူတို့အသင်းအတွက်ကလည်းမလွယ်ကူပါဘူးသို့တော်လည်းပဲသူတို့မှနောက်ခံအတွက်ကိုအားကိုးရတဲ့ကစားသမားတွေပါတယ်ပြီးလို့ချင်းကွင်းလေတိုက်စစ်ဘိုင်းမှာဆိုရင်ဖန်တီမှုကောင်းပြီးတော့ဂိုးသိန်းတေချာစီတဲ့ ကစားသမားတွေရှိတဲ့အတွက်ယူနိုက်တက်အသင်းကလည်းလွေကူမတော့မဟုတ်ပါဘူးဆိုတော့ဒါကအပရင်အသင်းရဲ့လက်ရှိအနေအထားပါဗျာကိုအသင်းကိုကြားလို့ချင်းယူနိုက်တက်အသင်းကလည်းပေါ့ဗျာပရီးမီးယားလိဆက်တွဲကစားတော့ပါတယ်9ပွဲနိုင်3ပွဲတည်နေတဲ့ကျွန်တော်တို့3ပွဲရှုံးတာပါတယ်ရမယ်စစ်ချင်းမယ်နဲ့အဆင့်9ပေါ့ဗျာအစံပြလာနဲ့ကျွန်တော်တို့အမဲတူတယ်ပြီးလို့ချင်းကျွန်တော်အောက်ကလီဗာပူးနဲ့အမဲတူတဲ့အနေအထားမှာရှိတယ်ပြောလို့ချင်းယူနိုက်တက်အသင်းကအပရင်ကိုတည်ကြသည့်ဖြစ်တော့ရှုံးခဲ့သည့်ရှိတော့ ျွန်တော်အောက်ကိုကျွန်တော်ဆင်းသွောပေးရဖို့ရှိနေတယ်ဘာဖြစ်လို့လဲဆိုတော့ပီလာနဲ့အမက်တူပီလာကကျွန်တော်အစင်ရှောင်းကိုနေတဲ့အသင်းက6-9အောက်မှာဆိုရင်ကျွန်တော်လီဗာပူးကအစင်ရှစ်ဆိုတော့ဘလို့မအရှုံးကယ်လို့မရတဲ့အနေအထားတခုမှရှိတယ်ဒါကြောင့်ကိုအသင်းကပေါ့ဗျာ19 19တိုင်းပွဲကိုအမေကန်နဲ့နိုင်ဖို့လိုပါတယ်ဆိုတော့ United အသင်းကစတပွဲကစားပြီးရှင်မဆိုရင်အင်ကွင်း9ပွဲကစားရပါတယ်4ပွဲနိုင်တရေပွဲမရှိပါဘူးကျွန်တော်တပွဲရှုံးပြီးတော့တိုက်စီပိုင်းက79ရတာတဲ့ခန်စစ်ဘက်ကကျွန်တော်69ပေးထားရပြီးတော့ အိမ်ခွေးရမယ်12မဲ့ကိုရထားပါတယ်ဆိုတော့အပရယ်အသင်းကောင်းပါဗျာအိမ်ခွေးမှာ73မဲ့ရထားတယ်မန်ချက်စတာအောင်နဲ့တဲ့အသင်းက12မဲ့ဆိုတော့ကျွန်တော်အသင်းနဲ့ဆိုတမဲ့ခေါ်တာပေါ့ဗျာသူတို့အိမ်ခွေးကောင်းတယ်ဆိုတော့အဝေးခွေးကျွန်တော်6ပွဲမှဆိုရင်လည်းပဲ2ပွဲနိုင်3ပွဲတည်နေနဲ့2ပွဲရှုံးတော့ပြီးတော့တိုက်စစ်ကချေကိုရတာတယ်ခင်စစ်ကစင်ကိုပေးထားရပြီးတော့အဝေးခွေးရမယ်6ပွဲကိုပိုင်ဆိုင်တာပါတယ်ယူနိုက်တက်အသင်းကတိုက်စစ်နဲ့ခင်စစ်ကြမှာအဝေးခွေးကခင်စစ်ပေးရတဲ့ကိုကကျွန်တော်တော်တော်များပါတယ် ကျွန်တော်ခုနပြောသလိုပါပဲမက်ရှယ်ဆောင်နဲ့တဲ့အသင်းရဲ့ခံစစ်ပြဿနာလွယ်ချက်ရှိနေမှုနောက်ပြီးတော့အဲ့ဒီဘေဘက်အချင်းကခံစစ်အနေထားမှာဆိုရင်လူရှော်တော့ကလီဆက်တိုမာတီနက်တို့လောက်ကောင်းမွန်တဲ့ဆန်ဆော်ကြီးကျွန်တော်ပြတာမရှိပါဘူးပီကတဲ့စပါနဲ့ပွေးစီမှာကိုရီနဲ့တဲ့အသင်းရဲ့အဲ့ဒီနောက်ခက်ဆက်တဲ့ဘက်အထိုင်နေရာမှာဆိုရင်မကွိုင်းရန်ကအင်ဂျီပြဿနာဖြစ်တာတဲ့ဒီလိုအနေထားနေမှာကိုအတင်ကပါဗျာခံစစ်ကလည်းလေးရနေမှုရှိတယ်ကွင်းလင်မှာဆိုရင်လည်းပဲတိုက်တာတစ်ခုကြီးကျွန်တော်အားနေမှုတွေ အခုတည်းမြင်နေရတွေးနေရတာကျွန်တော်ရှိတဲ့အတွက်ဧပြီအသင်းကိုကျွန်တော်တို့ဘယ်လိုရှင်းပြမလဲအထူးသဖြင့်ပွေးထွက်လူစဉ်အနေအထားတစ်ခုမှာကောင်းမွန်တဲ့ပုံစံကိုကျွန်တော်တို့ပြားမကိုရှားမှာလွယ်တဲ့ကစားသမားတွေအမေရိကန်လုံနိုင်တဲ့ရှိတဲ့ပလေယာတွေကိုကျွန်တော်မြင်တွေ့ဖို့လိုနေတယ်အထူးသဖြင့်ကျွန်တော်အထောင်တိုက်စီဘိုင်းကိုကြည့်ရလို့ချင်းကိုရီးယားအသင်းရဲ့ဒီပေကျုံမဆစကိုမပါဝင်ဘူးဆိုရင်စူစူအဇီကီပွေးထုတ်လာမလားအဲမိုရယ်ကတော့နေရာပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ ကိုတင်ကားပေါ့ဗျာစူးစူးပေါင်းတိုက်စီပိုင်းကိုကြားလို့ချင်း19ကိုရတာပါတယ်ခန်စစ်က16ကိုပေးထားတယ်အပီတယ်လိုပါပဲတိုက်စီနဲ့ခန်စစ်ကမှ2ကိုကွာတယ်နောက်ဆုံး5ပွဲကိုကြားလို့ချင်းယူနိုက်တက်အသင်းက3ပွဲနိုင်2ပွဲတည်ရလက်တခုကိုကျွန်တော်ထွက်ပေါ်ထားပါတယ်လုံးဝရှုံးဝေးမရှိသေးဘူးယူနိုက်တက်အသင်းကကျွန်တော်တို့ Brighton ကို2-0နဲ့နိုင်ပြီးတော့ Notre Dame ကို2-2နဲ့တည်ကြတယ်စပါးကိုကျွန်တော်2-2နဲ့ထည့်ပြီးတော့တည်ကြတယ်အဲ့ဒီပွဲစဉ်တွေမှာဆိုရင်လည်း19 90ရဲ့အချိန်တွေတခုနဲ့လွေးလျော်ခဲ့ပါတယ် ဒါကကျွန်တော်အတင်းအတွက်လိုအပ်တဲ့ဂိုးတွေအစီပိုင်းမှာခုတတိရှိနေတယ်ဆိုတော့မြင်တွေ့ရတယ်ဆိုတော့ဒါကယူနိုက်တက်အတင်းရဲ့လက်ရှိအနေအထားတကူပေါ့ဗျာကိုတိနေနဲ့ဒီအေဗရင်နဲ့ကစားပြီးပြီဆိုရင်လာမေးပွေးစီနေကိုကြာလို့ချင်းပါဗျာလိုပဲ30ရက်တနင်္ဂနွေနေ့ကျွန်တော်6နာရီခွေခရစ်တီပေးလေးရဲ့အိမ်ခွေးမှာကျွန်တော်တော်ရောက်ကစားဖို့ရှိနေပါတယ်ဒီဇင်ဘာ5ရက်တောက်ချန်နေ့ကျွန်တော်နာရီခွေးမှာဆိုရင်ပါဗျာ ဝဇန်ကိုကိုရဲ့ဥထွက်ပေါ်မှာကစားမှာဖြစ်သလိုဒီစမှာကိုရဲ့အင်ကနေနှစ်နာရီခွင့်မှာထိပ်ပြီးတော့ဥပါတယ်ရင်အင်ခွင့်မှာအဝေးကင်းတော်ရောက်ချိန်ပဲရဖို့ရှိနေပါတယ်ဒီစမှာ၁၆ရက်နေ့ကျွန်တော်အင်ကနေနှစ်နာရီခွင့်မှာဆိုရင်လည်းပဲကိုအစ်အနေနဲ့ဘုံဘောင်းကိုလက်ခံကစားဖို့ရှိနေတယ်ဆိုတော့တပွေးသာကျွန်တော်အသေးအတွက်စောတယ်နောက်ပိုင်း၃ပွေးစလုံးကနှစ်နာရီခွင့်တွေဖြစ်နေတဲ့အတွက်ကိုတွေပြိသက်တဲ့အတွက်ကလည်းအရေးပြက်စရာပွေးစဉ်တွေရှိနေတာပေါ့ဗျာဒါကြောင့်အရေးပြက်တာချင်းအတူတူနိုင်ဖို့ဘက်ကို ်လိုတဲ့အတင်းအတွက်ကလည်းအမေကစုံကောင်းမယ်ကိုရီပြည်သက်တွေအတွက်ကလည်းအေးပြက်ပြဆိုပေမဲ့လို့နိုင်တော့အဆင်ပြေတော့ဗျာဆိုတော့မက်ရှစ်ဆောင်နဲ့အစ်တင်နေတဲ့ PK နဲ့စပါနဲ့ပွေးစီမှာအုံပြုတ်ခဲ့တဲ့လူစင်းကိုကျွန်တော်တို့တစ်ချက်ချင်းရအောင်အဲ့ဒီပွေးစီမှာဆိုရင်ကိုသမဆန်နီလမ်းမန်အခုနိုင်ငံတကာပွေးစီမှာဆိုရင်လည်းကလင်းရှိတွေပါတယ်တော့ဒီကိုသမကလက်စွမ်းပြပြီးတော့အမေကန်လုံနိုင်စမ်းရှိတဲ့အခုဒီ printer တို့ကိုကြော်ပြီးတော့နေရာအများကြီးပေါ်ရလာတဲ့နောက်ပိုင်းပွေးစီတွေမှာလည်းလုံသောအမေကန်ဆုံး ဒီလက်ဆဲနဲ့ပြာမောက်ကိုအာစနေလဲမဲ့အတွက်အဆင်ပြေမှာဖြစ်တယ်ဆိုတော့ကိုသမားနေမှာစနေလဲမဲ့ကိုအုံပြုတ်ခဲ့တဲ့နောက်တန်းစနေဘဲသူရုံးကိုကြာလို့ချင်းလူလျှော့ရဲ့ကျွန်တော်မကွိုင်းရနဲ့ဒီလူကိုအုံပြုတ်ခဲ့ပါတယ်လင်ကြီးမျိုးကိုအနာပေးထားခဲ့တာပါဗျာကွိလီလေးရောင်းလို့ဆိုပက်ထရစ်ဒူကိုရဲ့ဘရူနိုဖာနေနဲ့ကက်ဆီမီရိုနဲ့အဇာဝီတို့ကိုကျွန်တော်အုံပြုတ်ခဲ့ပြီးတော့နေပက်တဲ့နေရာမှာဘရိုင်အမ်မိုမိုအာမက်ဒီယာလို့ပေါ့ဗျာအဲ့ဒီပွဲစီမှာဘရိုင်အမ်မိုမိုကိုညာဘက်အချဲမှာမပိုးထားခဲ့တဲ့အတွက်လူအဲ့တဲ့ကျွန်တော်တို့ဒီ ကိုပေါ့ခြောက်ဝဲမှုတွေဟုတ်တယ်မလားတူချင်းချင်းပြဲမှုတွေမှာအာနေမှုတိတိတဲ့ကျွန်တော်တွေ့ခဲ့ရတယ်အထိုင်မှာဆိုရင်ကျွန်တော်တို့ဒီမတိရဲ့ကွန်ချောင်းကိုအုံပြုခဲ့တယ်ဒါကစပါးနဲ့ပွေးစဉ်ကအုံပြုခဲ့တဲ့လူစင်းရဲ့အတိုင်းပေါ့ဗျာဒီနေ့ပွေးစဉ်မှာအမရဘသူတွေကိုထိတဲ့အုံပြုလာမလဲတိုက်စီဘက်မှာကျွန်တော်ခုနကပြောသလိုပါပဲအဲကျူဆူရာစီစီကိတို့ကိုမြင်တွေ့ရမလားသူတွေမော်လို့ချင်းဘရိုင်အမ်မော်မတိရဲ့ကွန်ချောင်းဘယ်လိုလာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ ဆိုတော့အမရဲအနေနဲ့ကတော့ပေါ့ဗျာဘက်ဂျမိုဆစ်စကိုအင်ဂျူရီပြဿနာဖြစ်တော့ခဲ့လို့အပြောင်းလဲတွေကကျွန်တော်အများကြီးပြုလုပ်လာနိုင်ခြင်းရှိတယ်။နောက်တန်းမှာဆိုရင်လည်းမကွမ်းရမပါဘူးဆိုတော့ဒီလေးပေါ့ဗျာ။ဂိုသမနေရာမှာတော့ပေါ့ဗျာထူး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 ပြောစရာမလိုပါဘူး။ဆန်နေလည်းမယ်ပုံစံကောင်းတဲ့အမေရိကန်လက်ဆွဲပြမှုတွေကျွန်တော်တွေ့ရပါတယ်။အဲ့ဒီငါးပွဲမှာဆိုရင်နှစ်ပွဲတည်ကြာခဲ့တဲ့ပွဲစီမှာလည်းပဲဂိုသမသူ့လောက်ကိုသူလုတ်ခဲ့တာပဲ။တိုးတော်လည်းပဲ ကျွန်တော်တင်ရဲ့နောက်တန်းအာရုံမူကြောင်းအဆင်မပြေခဲ့တာပေါ့နောက်တန်း၃ရောက်ကပေါ့ဗျာလူလျှော့ရဲ့ပြီးလို့ချင်းကျွန်တော်မကွမ်းရနေရမှာဒီလင်းနဲ့လီနီယူကိုအဲလီနီယူကပြီးခဲ့တဲ့စပါနယ်ပွဲစီမှာအရင်ကပဲပါဝင်ခဲ့တဲ့အတွက်နောက်တဲ့ဆက်လည်းပဲဒီ၃ရောက်ကျွန်တော်တို့လီဆယ်ဒိုမာတီနဲ့ပါဝင်လာမလားပါဖို့လို့လို့ဆိုတော့လီဆယ်ဒိုမာတီနဲ့အနေနဲ့မန်ချက်စတာအနေနဲ့တင်းနဲ့ပွေးထောခွင့်အမေရိကန်ပြုလို့လို့ရနေတဲ့ပလေယာတစ်ယောက်ဖြစ်တဲ့ တကယ်လေးပဲဒီကစားသမားကအခုပွေးစဉ်တွေရောပြီးခဲ့တဲ့စပါနယ်ပွေးစဉ်တွေရောပါဝင်ဖို့အားကြေးထားခဲ့တာအမရဲအနေနဲ့သူ့ရဲ့ injury ပြဿနာတန်ရာအခြေအနေကိုအများကြီးပိုဒီတမကပိုကောင်းဖို့အတွက်ကိုအနာပေးထားခဲ့တယ်တော်လို့မရဘူးလူရှောနေရာမှာကျွန်တော်တို့ဒီလီဆယ်ဒိုမာတင်နဲလည်းပါဝင်လာကောင်းလာနိုင်တယ်တိုးပေမဲ့လို့အဓိကလူစင်းစစ်တရားမှာဂိုတမနဲ့ဒီတုံယောင်ပေါ့ဗျာကျွန်တော်တို့ဒီအစီအပြေဖို့ပဲမျောလင့်တယ်ဆိုတော့ ွင်းလီလီယားကိုကြံလို့ချင်းပေါ်ပြကျွန်တော်တို့ဒီပထရိတ်ဒူကိုရဲ့ပြီးလို့ချင်းဘရူနိုဖာနနဲ့ကက်စမီရိုနဲ့ကျွန်တော်တို့ပြောလို့ချင်းအာမင်ဒီယာလိုကမာဇာဝီနီယာမှာပြန်ပြီးတော့ပွေထုတ်လာမယ်လို့ယုံကြည်ပါတယ်ဘဘလူးလို့ဆိုတော့ကိုရီအသင်းကဒီနေ့ပွေးစဉ်ကိုအမေကန်ဆုံးနဲ့နိုင်ဖို့လိုတယ်ဒီနေ့မှာကျွန်တော်တို့ခုစဉ်းစားတာကအာဒီကိုဒါလိုတော့မြောက်ပထရိတ်ဒူကိုနေရာကိုပါဝင်လာမလားဒါအဆင်မပြေပါဘူး လက်ချီပထရိတ်တူကိုရဲ့ဒီအဲ့ဒီတောင်ပယ်တွေကနေချိန်ဆပြပြီးတော့တူကြီးကြော်ဖြတ်တာတော့အလင်ခေါက်စသဖြင့်ပေါ့ပဲကျွန်တော်တို့ပဲအချိန်ကပောင်ဝင်လာပြီဆိုရင်အီယာပေါက်ထည့်တိတိုးဝင်ပြီးတော့ဖန်တီးပေးမှုတဲ့လုံးနိုင်စဲရှိတဲ့အမေရိကန်ကစားသမားတယောက်ဖြစ်တဲ့ချီယာတီတွေမှာသူတို့တိုင်ဖက်ကြည့်ပဲမှာပေါ့ဗျာဒါပေမဲ့လို့ဒီယာတီမှာဆိုရင်အကောင်းဆုံးချိန်ဆက် quality မြားတဲ့အတွက်ဒီကိုဒါလောက်ကိုကြော်ပြီးတော့ပထရိတ်တူကိုပဲကျွန်တော်ကတော့ဒီမျိုးတွေးထားတယ် ရူနိုပါတယ်ဆိုရင်လည်း United အသင်းတကောပါဗျာအဲ့ဒီကွေးလင်နေရာမှာရောနဲ့ပဲတန်းလို့နေရာမှာရောအမေရိကန်စုလူပြနေတဲ့ပလေယာဖြစ်တယ်။ကက်ဆမီယိုဆိုရင်လည်းသူဒီကဘာဗလာဒီသူအနိုင်ငယ်အသင်းနဲ့မီနီ60မီနီ100တိတော့အဲ့လိုမျိုး ကစားပေးထားခဲ့တဲ့ပလေယာဖြစ်တဲ့အတွက်အဲဒီကစားသမား၄ယောက်ပေါ့ကွေးလင်နေရာမှာအခုဆိုတော့အာမေဒီယာလိုနေကညာဖက်ချင်းမှာဆိုရင်လည်းပဲလုံးဝလူပြနေတဲ့ပလေယာဖြစ်တဲ့ကျွန်တော်နေဘတန်ကိုကြည့်ရလို့ချင်းအပြောင်းလဲက ြုလုပ်လာနိုင်ဖို့အမေကရှိပါတယ်။ဒါပါကြောင့်လဲဆိုရင်ဗဂျမိုဆစကိုတရားပဒနာကြုံတော့ခရလို့မတိရဲ့ကိုညာကအဲ့ဒီအထောင်နေရာမှာဥဆောင်လောက်ဘက်ကိုများပါတယ်။အကိုညာကပေါ့ဗျာယူနိုက်တက်အသင်းကိုရောက်ပြီဆိုတာနဲ့အမ်မိုရကာအဲ့ဒီအထောင်နေရာမှာအများကြီးပို့ထားခဲ့တဲ့အတွက်နေပတဲ့နှစ်ယောက်ကကျွန်တော်တို့ဘရိုင်ယန်အမ်မိုကိုညာဘက်ချက်မှာပို့ပြီးတော့အနာပေးထားခဲ့တဲ့မေဆယ်မောက်ဘီဂရီရှိပွေးစီတွေမှာလည်းသူတတော်ကိုလုံပြတာကျွန်တော်တွေ့ရပါတယ်။ ဒါပေမဲ့ဒီနေ့ပွဲစီမှာလည်း United အသစ်မှာလွယ်ချက်ရှိနေတဲ့တိုက်စီဘိုင်းအတွက်ကိုမစ္စံဘောက်ကနေပဲတဲရုံမှာပြရင်အမ်ဘူမွန်းနဲ့တွေးဆော့လာပြီးတော့အထောင်မှာမတိရဲ့ကွန်ညာပေါ့ကျွန်တော်တို့ကပေါ့ဗျာမနေ့ပြောလို့ချင်းမတိရဲ့ကွန်ညာနဲ့ပြရင်အမ်ဘူမွန်းနဲ့ပတဲရုံမှာပို့ပြီးတော့အထောင်မှာကျူဆူရစီကုကိုပွေးထုတ်လာစေခြင်းနဲ့တိုးတော်လည်းပဲဒီကစားသမားကဗဂျမိုဆစ်ကိုရောက်ပြီးမတိရဲ့ကွန်ညာတို့အတင်းကိုရောက်ပြီးဆိုတာနဲ့အရှင်နေရာကပဲကျွန်တော်ရှိခဲ့တယ်တကယ်တွေ့ကြည့်ရလို့ချင်း စွစွစီစကီနဲ့ရက်ရှိမဲဝိုင်လန်ဆိုရင်စွစွစီစကီကပိုကောင်းတဲ့ပလေယာဖြစ်ပါတယ်ဝိုင်လန်ကနာပိုလီကိုပြောင်းသွားတဲ့အငါစွစွစီစကီကကြံခဲ့တဲ့စီတော်ညာလဲသူကပထမဦးစားပေးအနေနဲ့ပွေထုတ်ဖို့အရှင်နေမရှိပါဘူးစရော့စာသမားတို့ဒါကကျွန်တော်တို့လာမင်းဧပရီနဲ့ပွေးစဉ်အတွက်ကျွန်တော်တို့ရဲ့ထင်မြင်ချက်ပေါ့ဗျာစစ်တရားအနေထားပေါ့ညီကတို့အနေနဲ့အဲဒီကစားသမားတွေတကယ်တည်းပါဝင်လာလို့ရှိမလားအထူးသဖြင့် Emory က သူကြက်လဲပါရဲဆိုတော့ဥပါဒေတို့ကိုအဲ့ဒီကွင်းလင်းနေရာမှာထည့်ပြီးတော့နေရာပြဖို့ရှိမလားဒါကကျွန်တော်အများကြီးစဉ်းစားကြရလိုပါတယ်တကယ်တမ်းယူနေတဲ့အသင်တို့ကြည့်ရလို့ရှိပါဗျာဘလို့အဲ့ဒီကစားသမားတွေအများကြီးရှိတယ်ရှင်းသုံးသိတဲ့ကစားသမားတွေရှိတယ်ဥပါဒေတို့ဆိုရင်လည်းယူနေတဲ့အသင်နဲ့အများကြီးဖြစ်တဲ့တာမတွေ့ရသေးပါဘူးယာတိဒါပေမဲ့လို့အဲ့ဒီကွင်းလင်းနေရာကနေပြီးတော့သူတိုင်ပဲမှုတွေရှိတယ်ကက်ဆီမီယိုနဲ့ဥပါဒေတဲ့ဆိုင်ကက်ဆီမီယိုကပို့ဖို့လို့တော့ကောင်းတယ်ဟုတ်ကဲ့ကဘလို့မှအဆင်မပြေဘူးအတိတ်ကကော်ရင်တော့ ါပေမဲ့ခြေစမ်း quality ကစကားပြောတယ်စောင့်ကြည့်ရမှာပေါ့ဗျာအမရယ်ရေရှင်မှုလူစင်းတဖဲအသင်းကိုချင်းကဲမှုတဲ့ပြုလို့ချင်းကိုအသင်းအာနေချက်ကစားသမားတွေအလေပြောင်းကျွန်တော်စပါးနဲ့ပွေးစီမှာဆိုရင်အမားတွေအများကြီးရှိခဲ့ပါတယ်ထို့ပြီးပွေးထုတ်လာတဲ့လူစင်းမှာသူ့အနေနဲ့နေရာထားမှုတွေကဘလို့မှအဆင်မပြေခဲ့ပါဘူးကျွန်တော် Brian Abumo ကိုဘေဖက်အချင်းမှာပို့တယ် ဟုတ်တယ်မလားပြီးလို့ချင်းကျွန်တော်အာမေဒီယာလိုညာဘက်ချင်းမှာအာမေဒီယာလိုကညာဘက်ချင်းမှာနေဗတင်းလိုကစားတာကပြဿနာမရှိဘူးသို့တော်လည်းပဲဒုတိယပိုင်းကျွန်တော်အပြောင်းလေးလုပ်တဲ့နေရာမှာဘာဖြစ်လို့အဲ့ဒီနေဗတင်းလိုကဘရိုင်အမ်ဘူကိုညာဘက်အချင်းမှာမပိုးရတာလေအဲ့ဒီအချိန်မှာကျွန်တော်အာမေဒီယာလိုကဒီကွင်းလေညာဘက်ချင်းကိုပိုးကစားတယ်အာမေဒီယာလိုနဲ့ဘရိုင်အမ်ဘူမကညာဘက်အချက်မှာပြဆော့ပြီဆိုရင်ကိုရာမရှိမှုဟုတ်တယ်မလား ဖေဖို့တဲ့နေရာမှာလဲဒီကစားသမားနှစ်ယောက်စီကနေညာပဲချင်းကအမေကန် ကောင်းတော်ကိုအမ်ရယ်ကမေးထားပြီးတော့ဗယံဗန္ဒာနဲ့ရှောက်လို့တယ်ဒါကြောင့်ဒီနေ့ပွဲစီမှာအမ်ရယ်ဗယံဗန္ဒာနဲ့ရှောက်မလို့ပါစေနဲ့19 9ထိုက်တဲ့ပွဲကိုအမေကန်စကိုရင်အုတ်ထွက်ပေါ်မှာနိုင်ကိုဘက်ကိုလိုပါတယ်တစ်ဖက်ကျွန်တော်အတင်းကြီးတွေကပေါ့ဗျာအတီးတီးနိုင်ခဲ့တယ်ကိုအနေနဲ့အတင်းကမနိုင်ခဲ့ပဲနဲ့အအဆင့်ခုနှစ်မှာရှိနေတာပေါ့ဗျာစောင့်ကြည့်ရမပေါ့ဘလို့အချင်းတွေလာမလဲဘလို့ပုံစံတွေနဲ့ကျွန်တော်ပွဲထုတ်လာပြီးတော့ အာနိုင်မလားရှုံမလားတည်ကြမလားဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာတဖက်သေးကဧဗဒန်ကလည်းပဲဂုသမအပါဝင်နောက်တန်းပြီးလို့ရှိရင်ကွင်းလီတိုက်စစ်ဘက်မှာအမေကိန်းစုလုပြနေတဲ့ပလေယာတွေရှိပါတယ်နောက်တစ်ချက်ကအဲသူတို့တင်ကားပေါ့ဗျာအရင်တည်းမှာတတော်ကိုအင်အားတောင်းတဲ့အထင်မှာပါတဲ့အတွက်ကိုရီးယားအသင်းနဲ့ရှင်ကျဲလို့ရှိရင်ယူနိုက်တက်ကအားနည်းမှုတွေရှိပါတယ်အရင်မှာဆိုတော့စာသမားတွေဒါကမန်ချက်စတာအောင်နေတဲ့အသင်းနဲ့လာမယ့်25ရက်အင်္ဂါနေ့နှစ်နာရီခွဲ့နေနေပေါ့ဗျာ ကိုရီအုတ်ထရက်ပေါ်မှာပြင်းပြလေးပွေးစီစစ်နေတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွေးကြုံတုံတချေရောပြီးလို့ချင်းတည်င်းစာချင်းလင်ပွေးကကစားသမားတွေရဲ့အင်ဂျူရီပြဿနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခဲ့တဲ့အခြေအနေတကူပေါ့အညီကတို့အနေနဲ့ဒီနေ့ပွေးစီနဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေရှိမလို့ဆိုတော့ကျွန်တော်တို့ရဲ့ comment လေးမှာလွတ်လွတ်စွာဝင်ရောက်ရေးသားညင်ကုန်ဆွေးနွေးနိုင်ပါတယ်အဲ့ဒီပွေးစီပြီးလို့ချင်းလေပွေးပြီးတုံတချေကိုထပ်မံပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ညီကတို့ပွေးပြီးတုံတချေဗီဒီယိုကိုလည်းကြည့်ရှုကြပါဦး ဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲချစ်ရှုအားပေးတဲ့ညီကိုတူတယောက်စီတိုက်ကိုကျေးဇူးများတင်ပါတယ်အသစ်သစ်တော့မင်ခင်များလဲဒီ channel လေးကို like and subscribe နဲ့ notification ကောင်းလို့တိကျပြီးတော့အားပေးကြပါအောင်အလုပ်ပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ I'm gonna leave you a giant.